ဒီနေ့တင်ဆက်ပေးမယ့်ဇလန်းလေးကတော့ရဲဝင်နှံတယောက်ဖြစ်ချင်းပေမဲ့လေရင်ဝင်နှံဖြစ်လောက်ကိုက်နေရတဲ့ဤတန်တရားလေရင်ဖောက်ခွဲပြီးအကြမ်းဖက်ဖို့ကြိုးစားမှုတဲ့ကန်စိုးစွာနဲ့ရောက်သွားခဲ့ပြီးချင်းချောက်အကြကန်ခံရတဲ့နောက်အဲ့ဒီစိတ်ချုပ်ထွေးစရာခြေနေကနေသူဘလို့ရုံထွက်သွားမလဲဆိုတာကိုကျွန်တော်နဲ့အတူကြည့်ရှုလိုက်ရအောင်ခင်ဗျာဇလန်းအစမှာတော့ဤတန်နဲ့နူဝါတို့ကသူတို့ရဲ့အလောက်ကန်ဖြစ်တဲ့လေစိတ်စီကိုထွက်လာကြရတယ်လေစိတ်ကိုရောက်တော့တယောက်တနေရာစီခွဲလိုက်ကြရပြီအီတန်ကလည်းသူ့တာဝန်ကြားတဲ့လုံခြုံရေးဌာနစီကိုထွက်လာခဲ့တယ် ဌာနကိုရောက်ချိန်မှာတော့အချိန်နောက်ကျနေတာမို့အထက်ကခေါင်းဆောင်ကအချိန်ကိုက်ကိုရောက်လာတာပဲဆိုပြီးရွယ်ပြောခဲ့ပါတယ်။အဲနောက်တော့အနက်ရောင်ဝတ်လုံးကျုံရေးအရာရှိတယောက်ကခုနောက်ပိုင်းမှာခီးသည်တွေကလက်မှတ်အတုနဲ့လာတက်ကြလို့အစ်စ်နဲ့အတုခွဲဖို့အတွက်ဆိုပြီးမီလင်းဘောပင်လေးတွေဆောင်းကိုင်းခဲ့တယ်။တာဝန်ချိန်မကြခင်နိုင်ကွက်လူမှာတော့노바ကရဲတင်တန်းချောင်းပြန်တက်ဖို့သူ့ကိုဒီနေ့ပြောတဲ့အကြောင်းအီတန်ကသူ့ပေါ်ရန်ဂျေဆန်ကိုပြောနေခဲ့တယ် ဒါကိုဂျေဆန်ကလည်းထောက်ခံပြီးအီသန်ဒီမှာ၃နှစ်နေတာတော့ယာတူမတိုးတာကိုပဲကြည့်ရင်ဒီအလုံးနဲ့မကိုက်ဘူးဆိုတာသိတာတယ်လို့ပြန်ပြောပါဗါတယ်။အဲ့ဒါအပြင်အခု노아ရဲ့ဖိုက်ထဲမှာရှိနေတဲ့ကလေးအတွက်လည်းနောက်ပိုင်းဆိုအကုန်ကြများတော့မှာမဟုတ်ကိုမကိုက်တဲ့အလုပ်ကိုခုတည်းကစွန့်လွတ်တင်တယ်လို့ပြောပြတယ်။ဒါပေမဲ့လည်းအီသန်ကတော့အလုပ်ထွက်ရမယ်စာသူတို့ခေါင်းဆောင်စီသွားပြီးယာတူတိုးပေးဖို့တောင်းဆိုခဲ့တယ်။သူကိုအောက်ကခိုးတော်မှာမလောက်ခိုင်းပဲနဲ့လက်ခဲတွေကိုစစ်တဲ့အပေါ်နေရာမှာထားပေးဖို့ပြောတော့ခေါင်းဆောင်က၃နှစ်ရှိတာတော့မတိုးတက်တဲ့လူတယောက်တည်းသူတို့မှနေရာမရှိဘူးလို့ပြောပါဗါတယ် ဒါကိုအီတန်ကလည်းဇွတ်တွေလိုက်ပြောနေတာမဟုတ်သူတန်ငယ်ချင်းချင်းဆန်းကသူနေရာဖယ်ပေးမယ်ဆိုပြီးအွန်လိုင်းဘက်ကိုသွားပေးလိုက်တယ်ဒီလိုနဲ့အီတန်တယောက်လက်ခဲတွေစစ်တဲ့နေရာကိုရောက်လာခဲ့ပြီးစမတ်ကြကြနဲ့စစ်စေးဝင်လုံနေခဲ့ပါတယ်အဲ့ဒီချိန်တစ်ဖက်မှာလည်းလင်းဘုံခွဲမဲ့အဖွဲမှာပါတဲ့လူနှစ်ယောက်ကတယောက်နဲ့တယောက်ဆက်သွယ်ရေးနဲ့ချက်ကနေတဆင်သူတို့ရဲ့လက်ခဲကိုစစ်စေးမဲ့လုံခြုံရေးကိုထောက်လန်းနေကြတယ်အစကတော့ဂျေဆန်လိုပဲထင်ထားပြီးဂျေဆန်ရဲ့မိသားစုကိုပြစ်မှတ်ထားပြီးချောင်းနေခဲ့ပေမဲ့လည်းအခုမှတော့ဂျေဆန်မဟုတ်ပဲအီသန်ဖြစ်နေတာနဲ့ကြက်ရိုက်သွားပါတယ် ဒါနဲ့တခခုလွဲချော်မှာဆိုပြီးအီတန်စီကိုပဲပြစ်မှတ်ပြောင်းလိုက်ပြီးအီတန်ရဲ့ကိုရီအချင်းတွေကိုကားပေါ်ကလူကကွန်ပျူတာကနေတဆင်စုံစမ်းနေခဲ့တယ်။ကားပေါ်မှာလည်းသူတို့ဖမ်းခေါ်လာတဲ့လူတယောက်ရှိနေပြီးအဲဒီလူကလည်းကြောက်လန့်နေခဲ့ပါတယ်။အဲ့ဒီချိန်တစ်ဖက်မှာလည်းအီတန်စစ်ဆေးနေတဲ့ဘက်မှာခရီးသည်မျိုးသမီးတယောက်ကသူ့ပစ္စည်းမဟုတ်ဘဲပစ္စည်းတစ်ခုပါလာတယ်ဆိုပြီးပြောတယ်။ဒါနဲ့အီတန်လက်ပစ္စည်းကိုကြည့်လိုက်တော့ငကြက်တစ်ဖက်ဖြစ်နေတာနဲ့ပျောက်ဆုံးပစ္စည်းထားတဲ့အန်ဆွဲထဲကိုထည့်ဖို့လုပ်တယ်။အဲ့ဒီချိန်မှာပဲသူ့ဖုန်းစီကိုအဲ့ဒီငကြက်တက်လိုက်ဆိုတဲ့သုံးတယောက်စီကပို့ရဲစာရောက်လာခဲ့တယ် ဒါနဲ့ဤတန်လဲဘဒူပိုးနေရလဲဆိုပြီးလှဲကြည့်ပေးမယ်ထူးစားတာမတွေ့ရတာနဲ့သူနားမှာနှစ်ချက်ကိုတက်လိုက်တယ်အဲ့ဒီမှာပဲနှစ်ချက်ထဲကနေလူတယောက်ရဲ့အတန်ထွက်လာပြီးညူယောက်ကိုစီးမဲ့လေရင်လက်မှတ်နဲ့လူလာမှာမို့အဲ့လူရဲ့လက်ကိတ်ကိုမစစ်သေးပဲလှုပ်ပေးလိုက်ဖို့အမိန့်ပေးနေခဲ့တယ်အစမှာတော့ကိစ္စကြီးကထူးစားနေတာမို့ဤတန်လဲတယောက်ယောက်နှောင်းနေတာလို့ထင်ပေမယ်နှစ်ချက်ထဲကလူကသူ့ရဲ့ကိုယ်ရေးအချင်းတွေနဲ့ဗမာနေတာကအစတခုမှကြံထုတ်ပြောနေတာမို့သူလဲရဲစခန်းကိုဖုံးဆက်ဖို့လုပ်တယ် ဒါကိုကားပေါ်မှာရှိနေတဲ့လူကကင်မရာကနေမြင်သွားပြီးလေရင်ကွင်းကလူကိုလှမ်းပြောရတာနဲ့အဲ့လူကလည်းအီတန်ကိုဖုံးချလိုက်ဖို့နဲ့အဲ့လူမှမဟုတ်ရင်နိုဝါကိုတတ်ပြစ်မယ်လို့ပြောပါတယ်။အဲ့ဒီမှာပဲရဲစခန်းကဖုံးကင်လိုက်ပေမဲ့အီတန်ကနိုဝါနဲ့ချင်းချောက်ခံလိုက်ရတာမို့ရဲစခန်းကိုဘာတခုမှမပြောနိုင်ပဲဖြစ်သွားတယ်။အဲ့နောက်တော့နကြက်နဲ့လှမ်းပြောနေတဲ့လူကအဲ့ဒီဖုံးကိုပျောက်ဆုံးပစ်စီထားတဲ့အန်ဆွဲထဲကိုသွားထည့်ဖို့ပြောတာနဲ့အီတန်လည်းချက်ချင်းပဲသွားထည့်လိုက်တယ်။ အဲ့နော်အဲ့လူကလေရင်ထွက်တာနဲ့အရင်လိုပုံမှန်ပြန်ဖြစ်မှာပါလို့ပြောပြီးအဲ့ဒီမတိုင်ခင်ရဲတိုင်တာဖြစ်ဖြစ်အိတ်ကိုအစ်စ်ခံလာရတာဖြစ်ဖြစ်ဆိုရင်노ဟာတိမယ်လို့တရားပေါက်ပြောလိုက်တယ်။တစ်ဖက်မှာလည်းရဲမေတယောက်ကမီးလောင်နေတဲ့အိမ်ကိုစစ်ဆေးဖို့သွားခဲ့ပြီးအဲ့ဒီကနေမှနိုင်တလုံးကိုတတ်တဲ့ပစ္စည်းအနေနဲ့ရခဲ့တယ်။ဒါနဲ့သူလည်းနိုင်ကိုဖွင့်ကြည့်လိုက်တော့အတန်သွင်းတဲ့ကပ်ပြားသေးသေးလေးပါနေတာနဲ့အဲ့လိုနေရာတွေမှာကျွမ်းကျင်တဲ့လူတယောက်စီမှာပြန်ပြေလို့ရမလားဆိုပြီးပို့လိုက်တယ်။တဖက်မှာလဲအီတန်ကဖုံးသိမ်းခံလာရတာမို့သူ့ရဲ့နိုင်ကနေတဆင့်အတန်သွင်းပြီး message ပို့ဖို့လုပ်တယ် ဒါကိုလည်းကားပေါ်ကလူကမြင်သွားတာမို့လေစိတ်ကလူကလည်းနိုင်ကိုပါပစ္စည်းပြောင်းအန်ဆွဲတဲ့ထဲ့ခိုင်းတာနဲ့သူလည်းသွားထည့်လိုက်ရတယ်အဲ့နောက်တော့နိုဝါနဲ့တည်းမဟုတ်ပဲအီတန်ရဲ့မိဘတွေအကြောင်းကိုပါတည်တယ်ဆိုပြီးချင်းချောက်လာတာမို့အီတန်လည်းလိန်မာတဲ့ခွေးလေးအတွင်ကိုပြောင်းသွားခဲ့တော့တယ်။အထာအပြင်နကြက်နဲ့ပြောနေတဲ့လူကဒီလိုထတ်လို့မယ်ဆိုရင်ခုလိုပါဇက်ပြောနေတယ်မဟုတ်ပဲလက်တွေ့အကျိုးဆက်ပါလာတော့မယ်လို့ထပ်သတိပေးလိုက်ပါတယ်။ တစ်ဖက်မှာလည်းရဲမေကကပ်ပြတ်တာကိုပြင်နိုင်တဲ့နီးပညာဆရာစီကိုရောက်နေပြီးကဲချင်တွေကိုစစ်ကြည့်တော့အတန်ဖန်းထားတာတွေကမပီမပင်နေဖြစ်နေတာမျိုးစိတ်ပြတ်သွားပါတယ်လေစိတ်မှာတော့အီတန်ကနကြက်ကလူညွန်ကြားတဲ့အတိုင်းလိုက်လုံနေရပြီးမျက်လုံးကတော့သူ့ကိုညွန်ကြားနေတဲ့သူဘသူဖြစ်မလဲဆိုတာလိုက်ကြည့်နေခဲ့တယ်။အဲ့ဒီချိန်မှာပဲတိုက်ထိုက်ဆိုင်ဆိုင်မုတ်စားနေတဲ့အတန်ကိုကြားရတာမို့သူလဲလေစိတ်ကဆိုင်နေရကိုကြည့်လိုက်တော့အိုးထုတ်ဆောင်လာပြီးလူတယောက်မုတ်စားနေတာကိုမြင်လိုက်ရတယ်။ဒါနဲ့အီတန်လဲသူ့ကိုညွန်ကြားနေတာကအဲ့လူဆိုတာကိုသိသွားပါတော့တယ်။ ဲ့ဒီချိန်သူစကားပြောနေတာနဲ့လက်ကိတူကိုရက်ခိုင်းထားတာမို့အလဲကြတဲ့လူတယောက်ကစိတ်တုပ်ပြီးအီတန်ကိုပြောတော့တယ်။ဒါကြောင့်အီတန်လည်းအဲ့လူရဲ့အိမ်မှာမတင်ခါဆရာပါတယ်ဆိုပြီးလုံချုံရေးရရှိလီယိုကိုသူစစ်နေတဲ့ဂိတ်စီကိုလာခဲ့ဖို့လှမ်းခေါ်လိုက်တယ်။ဒီလိုနဲ့လီယိုရောက်လာချိန်မှာတော့အီတန်ကအိတ်ကိုစစ်ဆေးနေပြီးခီးသွားတဲ့လက်မှတ်ကိုတော့အတူဟောင်းမို့စစ်ဆေးဖို့လီယိုကိုပေးလိုက်တယ်။ဒါနဲ့လီယိုလည်းအတုစစ်ခွဲပေးတဲ့ဓမီနဲ့ထိုးကြည့်ချိန်မှာတော့တခုခုကိုတွေးလိုက်ရတာမို့ချက်ချင်းဆိုလိုပဲနေရာကနေထွက်သွားပါဗါတယ်။ ဒီတော့မှဣတန်လဲစက်ကမှားပြတယ်ထင်တယ်ဆိုပြီးခရီးသွားကိုပြန်တောင်းပန်ရင်အိတ်ကိုပြန်ပေးလိုက်တယ်။ဒါပေမဲ့လဲအဲ့ချိန်မှာတော့သူ့ကိုနှစ်ချက်ကနေညွန်ကြားနေတဲ့သူကခုနကထိုင်နေတဲ့နေရာမှာမရှိတော့ပဲလီယိုရဲ့နောက်ကိုလိုက်သွားတာကိုတွေ့လိုက်ရတယ်။နောက်တော့အဲ့လူကလီယိုနဲ့ဝင်တိုက်တဲ့ပုံစံလုပ်ပြီးလီယိုကိုအစိတ်တစ်မျိုးနဲ့တိုးလို့တတ်ပစ်လိုက်ပါတယ်။အဲ့ဒီမှာပဲတဏျာကိုသွားနေတဲ့လီယိုလဲချက်ချင်းပဲမေ့လဲသွားတာမဟုတ်အဲ့လူကလီယိုစီကိုပြေးသွားပြီးလီယိုလက်ထဲကလက်မှတ်ကိုသူ့ရဲ့အင်ကြီးအိတ်ထောင်ထဲကိုထည့်လို့လူတွေဝိုင်းလာတော့မှထွက်လာခဲ့လိုက်တယ် ိုင်နောက်မှာတော့အီတန်ကနေရာကားနဲ့ခနားထွက်လာခဲ့ပြီးခီးတဲ့ထိုင်ထိုင်ကုန်တစ်ခုမှထိုင်နေတော့အဲ့လူကသူ့ရှေ့တက်တဲ့ကိုလူလုံးထွက်ပြလာတယ်။အီတန်ကဘာလို့လီယိုကိုတတ်လိုက်ရတာလဲလို့မေးတော့အဲ့လူကလည်းသူကတတ်တာမဟုတ်ပဲသူတို့ပြောထားတဲ့စကားအရဆိုရင်အီတန်ကညွန်ကြားတာကိုမနာခံလို့ဒီလိုဖြစ်တာမို့အီတန်ကတတ်လိုက်တာပဲလို့ပြန်ပြောတယ်။ အဲ့နော်အီတန်ဘေးကထိုင်ကုန်လွတ်မှလာထိုင်ပြီ။သူရခဲ့တဲ့လက်မှတ်ထဲမှာအီတန်ရေးထားတဲ့စာကိုဖတ်ပြတယ်။စာထဲမှာတော့အီတန်ကမူရစ်စေမှုတ်တဲ့ပစ္စည်းတစ်ခုကိုလေရင်ပေါ်တင်ဖို့အစီအစဉ်လုပ်နေကြတဲ့အကြောင်းနဲ့လေစိမ့်မှရှိနေတဲ့လူရဲပုံစံကိုသူသိရသလောက်လက်မှတ်ပေါ်မှာရေးထားပါတယ်။ဒါကိုအဲ့လူကလည်းသိနေတာမို့လီယိုနောက်ကိုလိုက်သွားပြီးလီယိုကိုတတ်ပြစ်လို့လက်မှတ်ကိုပြန်ယူလာခဲ့တယ်။အဲ့နောက်တော့အီတန်ကိုအခုလိုလုံးနေတာတွေရက်ပြီးနိုယာအတွက်ကိုပဲတွေးပူနေစမ်းပါလို့ပြောကလက်မှတ်ကိုနှစ်ချမ်းဖြဲပစ်လိုက်တယ်။ အဲ့လိုကနေနောက်မိနစ်ပိုင်းတွင်မှာအိုးထုတ်အနီရောင်ဆောင်းထားတဲ့လူတယောက်လာမှာမို့အီတန်ကိုအဲ့လူရဲ့အိတ်ထဲမှာဘာပဲပါပါတေချာပေါက်လွတ်ပေးလိုက်ဖို့ပြောပြီးထွက်သွားတော့တယ်။ဒါကြောင့်အီတန်လဲသူ့နေရာသူပြန်လာတော့သူ့နေရာမှာဂျေဆန်ကထိုင်နေတာမို့ခေါင်းဆောင်စီကိုသွားပြောတော့ခေါင်းဆောင်ကလီယိုရဲ့နေရာလွတ်သွားတာမို့ဒီနေ့လူလဲကြက်တာနဲ့ရှာဖွေရေးတဲ့ပြောင်းလိုက်တာလို့ပြောတယ်။ဒါနဲ့အီတန်လည်းအကြက်ရိုက်သွားခဲ့ပြီ။နကြက်ထဲကနေလဲသူ့ကိုသူတို့ရဲ့အိုးထုတ်အနီရောက်ဆောင်းထားတဲ့လူအိတ်စစ်စေးရဲ့နေရာကိုမရောက်ခင်အီတန်ရောက်နေဖို့လိုအပ်တယ်လို့ပြောပြန်တယ်။ အဲ့လိုမှမဟုတ်ရင်တော့သူတို့ဘာကုန်မှအာမမခံဘူးလို့ထပ်ပြောတာမို့အီသန်လန်အဲ့နေရာပြန်ရအောင်အကြံထုတ်ရတော့တယ်အဲ့ဒါကတော့လေဆက်ရက်တနေရာမှာရောင်းနေအရက်ဆိုင်တဆိုင်တဲကနေအရက်ပလင်းတွေကိုခိုးယူလိုက်ပြီးကော်ဖီထဲကိုအိုင်ရက်တွေကိုထည့်လို့ဂျေဆန်စီကိုခတ်တီတီနဲ့ရှောက်လာခဲ့တယ်အဲ့နောက်တော့သူဖုံးကိုအောက်မှာထားခဲ့မိလားမသိဘူးလို့ကြည်ခိုင်းလိုက်ပြီးဂျေဆန်အောင်းငုံနေတော့မှပဲလက်ထဲကခွက်နဲ့ဂျေဆန်တောင်းနေတဲ့ခွက်ကိုလဲလိုက်တယ် ဤတံဘက်ကလုတ်ပြီးသွားချိန်မှာတော့နကြက်နဲ့လူကခေါင်းဆောင်ကိုအိတ်စစ်ဆေးတဲ့လူကအရက်တွေကော်ဖီတဲခိုးတောင်းနေတဲ့အကြောင်းသွားတိုင်တာမို့ခေါင်းဆောင်လည်းစစ်ဆေးဖို့ရောက်လာခဲ့တယ်။အဲ့လူကနေဂျေဆန်ရဲ့ခွက်ကိုနမ်းကြည့်လိုက်တော့အရက်နဲ့ရနေတာနဲ့ခေါင်းဆောင်ကဂျေဆန်ကိုနေရာကဖယ်ခိုင်းလိုက်ပြီးဤတံကိုပြန်ပြီးတာဝန်ထမ်းဆောင်ခိုင်းလိုက်တယ်။အဲ့တော့မှဤတံလည်းထိုင်ခုံနေရာပြန်ရပြီးခဏကြာမှတော့အိုးထုံနေအောင်တဲ့လူကအိတ်စစ်ဖို့အတွက်တန်းစီနေကြတဲ့လူတွေကြားမှာပါလာခဲ့တယ်။ တစ်ဖက်မှာလည်းရဲမေကဘာမှပြပြသားသားမကြားရတဲ့အတန်ဖိုင်တွေကရလာတဲ့အတန်ကိုပဲထက်ခါထက်ခါနားထောင်ပြီးစာအုပ်ထဲမှာချရေးကြည့်နေကြတယ်။အဲ့လိုကနေမှစာလုံးတစ်လုံးပေါ်လာတာနဲ့သူလည်းအဲ့ဒါကိုအင်တာနက်မှာရှာကြည့်တော့ဘချားကလာတဲ့ဖောက်ခွဲရေးဘုံပစ္စည်းတစ်မျိုးဆိုတာကိုသိလိုက်ရတယ်။အဲ့ဒီချိန်မှာပဲအီသန်စစ်တက်စီကိုအိုးထုံးအနီအောင်စောင်းထားတဲ့လူရဲ့အိတ်ကရောက်လာပြီးစစ်ဆေးတဲ့နေရာကအဖြတ်မှာတော့စက်ခွင်ပေါ်မှာဖောက်ခွဲရေးပစ္စည်းပါတယ်ဆိုပြီးအချက်ပြနေခဲ့တယ် ဒါကိုမြင်လိုက်ရတော့အီသန်လည်းလမ်းပြတ်သွားပေမဲ့နိုအာအသက်နဲ့ချိန်ချောက်ခံထားရတာမို့အိုက်လူကိုဒီတိုင်းပဲလွတ်ပေးလိုက်ရတယ်။ဒါနဲ့အိုက်လူကလည်းသူ့ရဲ့အုတ်ထုပ်အနီကိုပြန်ဆောင်းလိုက်ပြီးအိတ်ကိုယူလို့ထွက်သွားတော့မှအီသန်ကနောက်ကနေလှမ်းခေါ်လိုက်တယ်။ဒါကြောင့်သူလည်းလန့်သွားပြီးလှဲအကြည့်မှာတော့အီသန်ကအိတ်ထဲတဲ့ပုံထဲမှာကြံနေခဲ့တဲ့လက်မှတ်ကိုပြပြီးအဲ့ဒီလက်မှတ်မှာပါတယ်အိုးထုံးတဲ့လူရဲ့နာမည်ကိုတေးချမှတ်ထားလိုက်တယ်။အဲနောက်တော့အီသန်တယောက်ဘလို့မှမနေနိုင်တော့ပဲသူ့ရဲ့ကြောက်လန့်ပြီးမျိုးသိမ့်ထားရတဲ့အဆိုင်ခဲတွေကိုအိမ်သားထဲမှာသွားပြီးအန်ထုတ်တော့တယ်။ အိမ်သားတွေကိုလည်းနကြက်နဲ့လူရောက်လာတာမို့အီတန်ကအဲ့ဒီအိမ်ထဲမှာပါတဲ့ပစ္စည်းနဲ့လေရင်ပေါ်ကလူအလုံးကိုတတ်မလို့လားလို့မေးတော့နကြက်နဲ့လူကလည်းခေါင်းညှိမ့်ပြတယ်ဒါနဲ့အီတန်ကသူတို့ဖောက်ခွဲရေးပစ္စည်းတွေကိုအမျိုးအစားခွဲပြီးအကုန်လေးလာထားဘူးပဲဒီတစ်ခေါက်ပစ္စည်းကိုတော့ဘယ်မှမမတွေ့ဘူးသေးဘူးလို့ပြောတယ်။ဒါကြောင့်နကြက်နဲ့လူကလည်းဘဟုတုတရအောင်အဲ့ဒါကဖောက်ခွဲရေးပစ္စည်းမဟုတ်ပဲဓာတ်ဥပုံတစ်မျိုးဖြစ်ကြောင်းနဲ့အဲ့ဒီပစ္စည်းသာပောက်ကွဲသွားရင်ရုရှားတွေအကြိုက်ကိုရင်းအင်္ဂါတွေပြက်စီးပြီးသွေးတွေစီးကြလာနိုင်မယ်လို့ပြောတယ်။ ဒီစကားကိုကြားတော့အီတန်လဲထပ်အန်လိုက်တာမို့နကြက်နဲ့လူကခက်ခဲတဲ့အပိုင်းပြီးသွားပြီမို့လေရင်ထွက်တာနဲ့ပုံမှန်တိုင်းပြန်နေလို့ရပြီလို့ပြောပြီးထွက်သွားပါတယ်တဖက်မှာလဲအေဂျင့်ဂျိုအဲကော့ကရဲမေစီကိုဖောက်ခွဲရေးပစ္စည်းကိစ္စနဲ့ရောက်လာပြီအဲ့ဒီအချိန်ဒီပညာဆရာကတူထက်ရလာတဲ့သတင်းကိုပြောပြတယ်အဲ့ဒါကတော့မနက်ပိုင်းစောစောတုန်းကလေစိတ်ကနေအီတန်နာမည်နဲ့လူတယောက်ဖုံးဆက်ပြီးဘာမှတော့မပြောဘဲဖုံးချသွားတယ်ဆိုတဲ့သတင်းဖြစ်တာမို့ရဲမေလည်းသူထင်သလိုဖြစ်နေပြီဆိုတာသိကြသွားတယ် ဒါနဲ့အီတန်ရဲ့ဖုန်းကိုပြန်ခေါ်ကြည့်တော့အီတန်ကဖုန်းကိုပိတ်ထားတာမို့ရဲမေလည်းအသက်30အရွယ်လူတယောက်ကဖုန်းပိတ်ထားတာမဖြစ်နိုင်ဘူးမို့ပို့ပြီးတန်တရားရှိလာခဲ့တယ်။အဲ့ဒီချိန်ပို့လို့တောင်မဖြစ်နိုင်နဲ့တည်သွားတဲ့လီယိုဆိုတဲ့အရာရှိကအီတန်ဖုန်းဆက်တာကဘာမှမဟုတ်ပါဘူးဆိုပြီးပြန်ဆက်သွယ်လာခဲ့တယ်ဆိုတဲ့စကားပါပဲ။ဒါကြောင့်ရဲမေကတော့မယုံပဲအီတန်နဲ့ပဲဒိုင်းရိုက်စကားပြောချင်တယ်ဆိုတာနဲ့ရောက်လာတဲ့အေဂျင့်ကလည်းသူပါလိုက်ခဲ့မယ်ဆိုပြီးနှစ်ယောက်သားထွက်သွားကြတယ်။ဒါနဲ့နီးပညာဆရာကြီးကလည်းရဲတွေဝင်ကြမ်းတော့မယ်ဆိုပြီးလေရာရှိချုပ်စီကိုဖုံးဆက်လို့အကြောင်းကြားပေးခဲ့တယ် အဲ့နောက်တော့လေစိတ်ထဲကိုရဲတွေဝင်လာပြီ။ line တွေအားလုံးပိတ်ခိုင်းတာနဲ့ Ethan တို့ခေါင်းဆောင်လည်း line တွေပိတ်ပေးလိုက်ပြီ။နေဝင်တန်းတွေကိုလည်းနောက်လို့ရမဲ့တာဝန်အတွက်အသေးစိတ်ပြောချင်တယ်ဆိုပြီးကင်မရာမရှိတဲ့အခန်းစီကိုခေါ်သွားတယ်။အထက်ရောက်တော့ရဲတွေကခီးသည်တွေရဲ့အိတ်တွေကိုကြာပန်းစစ်ဆေးမှာမို့သူတို့နဲ့ပူးပေါင်းပေးဖို့နဲ့ကြာပန်းစစ်ခံရမယ့်ခီးသည်တွေရဲ့နံပါတ်စင်းပါတဲ့ဆက်ကိုလည်းတယောက်တစ်ခုစီယူဖို့ပြောလိုက်တယ် ဒါနဲ့ Ethan လဲဆက်တစ်ခုကိုသွားယူလိုက်ပြီးခေါင်းဆောင်ရဲ့ခါးကြားမှာချိန်ထားတဲ့တော့ကိုစကန်ဖတ်လို့ခေါင်းဆောင် ID နဲ့ဆက်သေးကိုဝင်လိုက်ပြီးရထားတဲ့နာမည်စင်းရင်းထဲမှာဥထုပ်အနီရောင်တဲ့လူရဲ့နာမည်ကိုပါထည့်လိုက်တယ်ဓာရီကကင်မရာနောက်ွယ်မှာဖြစ်နေတာမို့ကားထဲကလူကလည်းရှာမရတာနဲ့လေစိတ်ကလူလည်းအထဲမှာဘာတွေဖြစ်နေမှမသိရပါဘူး။အဲ့လိုနဲ့အီတန်လည်းအပြင်ကိုပြန်ထွက်လာချိန်မှာတော့အိုးထုပ်အနီနဲ့လူကိုခေါင်းဆောင်ကစစ်ဆေးဖို့ခေါ်သွားတာမို့လေစိတ်ကလူကအီတန်ကိုဘာလို့သူတို့လူကိုဆွဲခေါ်သွားတာလဲဆိုပြီးမေးခဲ့တယ်။ ဒါကိုအီသန်ကတော့ကြာပန်းမဲ့မို့ तू မတိဘူးလို့ပြောလိုက်ပြီးကိစ္စပြီးပြီထင်တယ်။နားကနှစ်ချက်ကိုဖြုတ်ပစ်လို့နိုဟာရှိတဲ့လေစိတ်ဘက်ကိုပြေးသွားတော့တယ်။ဒါကြောင့်လေစိတ်ကလူလဲသူတို့ကိုအီသန်လှည့်စားသွားပြီဆိုပြီးနိုဟာကိုတတ်ဖို့ကားပေါ်ကလူကိုခိုင်းလိုက်တယ်။ဒါနဲ့ကားပေါ်ကလူလဲကားကိုရထားတဲ့နေရာကနေနိုဟာရှိတဲ့လေစိတ်ဘက်ကိုမောင်းလာခဲ့တယ်။အဲ့လိုကနေအီသန်တယောက်အလုံးလုံးနေတဲ့နိုဟာကိုဆွဲခေါ်လာပြီး "तू နဲ့အခုထွက်သွားကြမယ်"လို့ပြောနေတော့ကားပေါ်ကလူကနိုဟာရဲ့နှစ်ဖူးတက်တဲ့ကိုစနိုက်ပါနဲ့ချိန်ထားလိုက်တယ်။ ဒါကိုမြင်တော့အီတန်လည်းနှစ်ချက်ကိုကောက်တက်ပြီးလေဆိပ်ခဲကလူညွန့်ကြတဲ့အတိုင်းနိုဝါကိုတခုံးမှမပြောဘဲပြန်ထွက်လာခဲ့တော့တယ်။အဲ့နောက်အီတန်တယောက်အင်သာထဲပြန်လာပြီးစိတ်ကုံလက်ပန်းကျစွာနဲ့မျက်နှာတင့်နေတော့လေဆိပ်ကလူလည်းအင်သာထဲဝင်လာပြီးသူတို့ကိုလှည့်စားရမလားဆိုပြီးထိုးကြိတ်တော့တယ်။အဲ့လိုကနေအီတန်ကိုအောက်ကနေချုပ်ကန်ပြီးလဲပင်းညှစ်ထားတာမို့အီတန်လည်းပြန်မခုခံရင်တေသွားနိုင်တဲ့အခြေအနေရောက်နေတာနဲ့အဲ့လိုအိတ်ထဲကတနတ်ကိုဆွဲထုတ်လိုက်ပြီးပြန်ချိန်ထားလိုက်တယ်။ အဲ့တော့မှလေဗင်းချစ်ထားတဲ့လူလည်းလွတ်ပေးလိုက်ပြီသူ့အသက်တိမ်မာဆိုတာနဲ့အော်တိုလက်ကိုမြောက်ပေးထားမိတယ်အဲ့နောက်တော့အီသန်ကိုဘာလို့ကျင်တာလဲလို့မေးတာနဲ့အီသန်ကလည်းစနိုက်ပါသမားကိုဖုံးဆက်ပြီးတွားခိုင်းလိုက်လို့ပြောတာမို့လေစိတ်ကလူလည်းဟုတ်ပြီဆိုပြီးဖုံးကိုထုတ်လိုက်တယ်ဒါပေမဲ့လည်းဖုံးဆက်ရမယ်စားလက်ခစ်ထဲကဘုံကိုပောက်ကွဲအောင်လှုပ်လိုက်ပြီးဘုံရည်နေတဲ့အချိန်ကိုပြလို့ကစားပွဲကိုပြောင်းပြန်လှန်ပစ်လိုက်တယ်ဒါကြောင့်အီသန်လည်းအဲ့ဒီဘုံပောက်ကွဲရင်လေစိတ်ထဲကလူတွေအကုန်တိမ်မာမို့ရက်လိုက်လို့ပြောပေမဲ့လည်းဖွဲလို့ပဲရတာမို့ရက်လို့မရဘူးလို့ပြန်ပြောပါတယ် ဒါနဲ့ဤတန်လက်စိတ်တို့ပြီးလေဘင်းကိုတဏှာနဲ့ချိန်လိုက်တာမို့အဲ့လူကသူ့ကိုပြင်လေစိတ်ထဲကလူတွေအကုန်သိမှာမို့သူ့ကိုတတ်မဲ့အစားအခု lucky ရှိတဲ့စီကိုတွိုင်းသူကဘုံဖြုတ်တဲ့နီးကိုပြောပြပေးမယ်လို့ပြောပါတယ်ဒီတော့မှဤတန်လက်ဘုံရှိနေတဲ့လေစိတ်ထဲကိုပြေးသွားပြီးခေါင်းဆောင်ရှိနေတဲ့အခန်းထဲကိုတဏှာကြီးချိန်လို့ဝင်လာခဲ့တယ်ဒါကိုမြင်တော့ခေါင်းဆောင်လည်းလန့်သွားပြီးဤတန်ကိုဘာလောက်တာလဲလို့မေးတာနဲ့ဤတန်ကလည်းအဲ့ဒီအိတ်နဲ့ဝဝိနေဖို့ပြောပြီးအနောက်ကိုဆုတ်ခိုင်းလိုက်တယ် ်လေဆိုင်ကလူကတော့ခေါင်းဆောင်ကိုကိစ္စရှင်းသွားအောင်တပ်ပြစ်လိုက်ဖို့ပြောပေမဲ့လည်းအီတန်ကမတတ်နိုင်တာမို့သူမလုံးနိုင်ဘူးလို့ပြောနေတော့အစိစိခံထားရတဲ့အိုးထုံးအနေနဲ့လူကဇပွဲဘော်ကဘော့ပင်နဲ့ခေါင်းဆောင်ကိုထိုးတက်လိုက်တယ်အဲ့လူကနေခေါင်းဆောင်လည်းတည်သွားတာမို့အီတန်လည်းစိတ်တူပြီးအိုးထုံးတဲ့လူကိုထိုးမလို့အင်ကြီးလယ်ဘင်းကိုဆွဲလိုက်တော့အဲ့လူကကြောက်ကြောက်လန့်လန့်နဲ့ဂျက်စီကိုမလုပ်ပါနဲ့လို့တောင်းပန်တော့တယ်။ဂျက်စီဆိုတဲ့နာမည်ကိုမကြားဘူးတဲ့အီတန်ကဘလူလဲမေးတော့မှအဲ့လူလည်းသူ့ရဲ့ချစ်သူပါလို့ပြန်ပြောပြီးသူ့ချစ်သူကိုဖမ်းထားလို့သူကအခုလိုတွေလုံးနေရတာပါလို့ပြောပြရတယ်။ ဒီတော့မှအီတန်လဲသူနဲ့ဘွားတူတွေဆိုတာတည်သွားပြီးစိတ်လျှော့လိုက်တော့တယ်။အဲနောက်တော့အချိန်မရှိတာမို့အဲ့ရဲ့ကုန်းနမတ်ကိုနှစ်ချက်ကနေလှမ်းပေးပြီးအဲ့ကိုဖွင့်လိုက်တယ်။အဲ့ထဲမှာတော့ဓာတ်ငွေ့ဘုံနှလုံးရှိနေပြီးဖွင့်ထားတဲ့တလုံးကိုအမြန်ပိတ်ရမှာမို့အီတန်လဲဒီစိတ်ကလူညွန်ပြတဲ့အတိုင်းလိုက်လုံနေခဲ့တယ်။အဲ့ဒီအချိန်နောက်ဆုံးဖြစ်တဲ့ခလုတ်ကိုနှိပ်ရတော့မယ်ဆိုမှအတွင်းထဲရောက်နေတာနဲ့လက်ကမမီပဲဖြစ်နေပြီးအပြင်ကနေလဲလေရင်ဝန်းန်းတယောက်ရောက်လာပြီးတကားလော့ချတာလို့တဒုံဒုံထုနေခဲ့တယ်။ ဒါကိုအိုးထုံးတဲ့လူကဝင်လာရင်တနက်နဲ့တန်းပြစ်ဖို့ချိန်ထားတာမို့ဤတန်လဲဒီလိုလုံးစရာမလိုဘူးဆိုပြီးတင်နေတဲ့ခေါင်းဆောင်ရဲ့အလောင်းကိုသာမမြင်ရအောင်ဖုံးထားဖို့ပြောပြီးသူကတော့အတွင်းထဲကခလုတ်ကိုမရရအောင်နှိမ့်နေခဲ့တယ်။အဲ့လိုကနေနောက်ဆုံးမှာတော့ခလုတ်လဲနှိမ့်လို့ရသွားပြီးအလောင်းကိုလည်းဖုံးပြီးပြီဆိုမှအပြင်ကလူကိုတကားဖွင့်ပေးပြီးအထဲကိုဝင်ခိုင်းလိုက်တယ်။တဖက်မှာလည်းရဲမေကအေဂျင့်နဲ့အတူလေစိတ်ကိုလာနေရကနေနီးပညာဆရာရဲ့ဖုံးဝင်လာပြီးစကားပြောကြည့်တော့တေသွားတဲ့လုံကြုံကြီးအရာရှိလီယိုရဲ့လက်မှာနှလုံးခုန်နှုံးကိုရက်စေတဲ့အစိတ်တစ်မျိုးကိုတွေ့ရတဲ့အကြောင်းပြောပြရတယ် အရင်နာအရိကိစ္စနဲ့ပတ်သက်ပြီးကာကွယ်ရေးရုံးကနေအေဂျင့်တယောက်လာနေတဲ့အကြောင်းနဲ့အဲ့ဒီအေဂျင့်နာမည်ကဂျွန်အယ်ကော့ဆိုပြီးပြောပြလိုက်တယ်။ဒါကြောင့်ရဲမေလည်းသူ့ဘေးမှာရှိနေတဲ့သူကဂျွန်အယ်ကော့ရောင်ဆောင်ထားတဲ့လူမှန်သိသွားပြီးတိုက်ခိုက်ရာကနေလမ်းပေါ်မှာကားတစ်စီးလုံးဝေယုံသမားတွေဖြစ်ကုန်ပြီးပေါက်သွားတော့တယ်။အဲနောက်တော့နှစ်ယောက်စလုံးမလုံနိုင်ဖြစ်နေချိန်ရဲမေကအဲ့လူကိုတန်းတန်းနဲ့ပြစ်တက်လို့သူကတော့ကားပေါ်ကနေဆင်းလာခဲ့တယ်။တစ်ဖက်မှာလည်းအီတန်ကဝင်လာတဲ့လေယာဉ်ဝင်တဲ့ကိုသူတို့အိတ်စစ်ဆေးတာလေးလုံနေလို့အပြစ်လူမဝင်နိုင်အောင်လောချထားတာပါလို့ရှင်းပြတယ်။ ဒါပေမဲ့လည်းဒီနေ့တစ်နေ့လုံးအီသန်ကိုကြည့်ရတာမူမမှန်ဖြစ်နေတာမို့အိုက်လူကတော့တိတ်ယုံမှုမပေါ်ပေမဲ့လည်းသူ့မှာလည်းလုံးဆရာအလုပ်ရှိနေတာနဲ့ထွက်သွားပါတယ်။သူထွက်သွားတော့မှခေါင်းဆောင်ရဲ့အလောင်းကိုဘယ်သူမှမယိမ့်မိအောင်လက်ခိအိတ်ထွေတင်တဲ့တွန်းလဲပေါ်တင်ပြီးဂိုရောင်ထဲကိုဝင်လာခဲ့ကြတယ်။ဂိုရောင်ထဲရောက်တော့နကြက်နဲ့လှမ်းပြောနေတဲ့လူကအီသန်ကိုတတ်ဖို့အတွက်အိုးထုံးတဲ့လူကိုအမိန်ပေးလိုက်တယ်။ဒါကြောင့်အိုက်လူလည်းသူခုနကယူလာခဲ့တဲ့တနတ်နဲ့အီသန်ကိုအနောက်ကနေပြစ်ဖို့ရွယ်လိုက်ပေမဲ့သူတို့ဖြတ်နေတဲ့ဂိုရောင်ရဲ့မှန်ကနေအီသန်ကမြင်လိုက်တာမို့အမြန်ရှောင်လိုက်တယ်။ အဲ့တော့အဲ့လူကအီတန်ကိုတဲကြီးမဲကြီးတွေလိုက်တက်နေတာမို့အီတန်လဲအတင်းတွေရုံးခံထွက်ပြေးနေရတယ်။အဲ့လိုလိုက်ပြရကနေတနတ်ကလေစိတ်ထဲကိုယူလာဖို့ကော်နဲလှုပ်ထားတာမို့အပူလွန်ပြီးတနတ်ပေါက်ထွက်သွားရကနေကိုဘသာပြန်မှန်သွားခဲ့တယ်။အဲ့ဒီမှာပဲအဲ့လူလဲတိတ်သွားခဲ့တာမို့အီတန်ကအဲ့လူရဲ့ဖုန်းကနေတဆင်နိုဝါကိုဖုန်းဆက်တယ်။ဒါပေမဲ့လဲနိုဝါကခရီးတဲ့တယောက်နဲ့စကားပြောနေတာမို့အီတန်ဖုန်းခေါ်တာကိုမသိလိုက်ပါဘူး။ဒါကြောင့်အီတန်လဲနိုဝါနဲ့အနီးဆုံးမှရှိတဲ့နေဝန်ထမ်းတယောက်စီကို message ပို့လိုက်တော့တယ်။ လင်းဝင်တယ်လေအိုက်စာကိုမြင်တော့မျက်နှာပြတ်သွားပြီချက်ချင်းဆိုသူလိုပဲနိုအာစီကိုထွက်သွားတယ်တစ်ဖက်မှာလည်းလေစိတ်ကလူကကိုတော်တဲကိုရောက်လာတာမို့ကိုတော်ဝင်တန်းကအပြင်လူဝင်မရဘူးလို့ပြောတာနဲ့အဲ့ဒီဝင်တန်းကိုတတ်ပစ်လိုက်တယ်အဲ့ဒီချိန်အီတန်ကတော့လေစိတ်ကလည်းခြာပြီးတဲ့ lucky eight တွေထဲကနေကြားလာတဲ့ဖဲချိုးအနီလေးနဲ့အိတ်ကိုတွေးလိုက်တာမို့ချက်ချင်းပဲကောက်ယူလိုက်တယ်တစ်ဖက်လေစိတ်ထဲမှာလည်းရဲမေကဝင်လာပြီးအီတန်နဲ့စကားပြောချင်တယ်လို့ပြောတာမို့အီတန်ကိုလိုက်ရှာကြတော့တယ် ကိုယ်တော်ထဲမှာလည်းဘုံမထည့်ထားတဲ့ခြေရာကန်ဇက်ကနေတစင်းလေစိတ်ကလူကလိုက်လာခဲ့ပြီးနောက်ဆုံးမှာတော့သူ့ရဲ့အိတ်ကိုယူထားတဲ့အီတန်ကိုတွေ့လိုက်ရတယ်။ဒါကြောင့်အီတန်ကိုရက်လိုက်ဖို့ပြောပေမဲ့လည်းအီတန်ကမရက်ဘက်ထွက်ပြေးသွားတာမို့သူလည်းစိတ်မရှိတော့ဘဲကားပေါ်ကလူကိုနိုဟာကိုတတ်လိုက်တော့လို့ပြောလိုက်တယ်။အဲလိုကနေကားပေါ်ကလူလည်းနိုဟာကိုတတ်ဖို့အတွက်ကားကိုရက်ထားရကနေပြန်မောင်းပြီးလေစိတ်ရှိကိုရောက်လာချိန်နိုဟာလည်းအီတန်ပို့လိုက်တဲ့စာကိုလာပြတဲ့လူနဲ့ဆုံသွားကြတယ်။ဒါကြောင့်စာထဲမှာရေးထားတဲ့စကားအတိုင်းလာတတ်တဲ့လူလာနေတာမို့သူလည်းအမြန်ထွက်ပြေးရတော့တယ်။ ဒါပေမဲ့လည်းနောက်ကလူကလည်းတောက်ချောက်တွေလိုက်လာနေတာနဲ့စာလာပြတဲ့ဝင်တန်းကလည်းသူရှင်းပေးထားမယ်ဆိုပြီးနိုးရာကိုထွက်ပြေးခိုင်းတယ်။အဲနောက်တော့သူလည်းအဲလူကိုသွားတားမယ်ဆိုပြီးရှောက်လာခဲ့ရကနေအဲလူကတော့သူ့ကိုဓာတ်နဲ့ပဲရှင်းလွတ်လိုက်တယ်။တစ်ဖက်မှာလည်းအီတန်ကထွက်ပြေးရကနေဖဲချိုးအနီနဲ့တူတဲ့အိတ်တမျိုးကိုတွေးလိုက်ရတာမို့အဲ့ဒီအိတ်ကိုယူပြီးအိတ်စစ်နဲ့တိုင်းကြည့်တော့အနှဲငယ်ကြီးနေပေမဲ့လည်းဘုံကိုသူ့အစီအစဉ်တိုင်းပြောင်းထည့်လိုက်ပါတယ်။ အဲ့နောက်တော့အိတ်ကိုတနေရာမှာထားခဲ့ပေးပြီအိတ်ပေါ်မှာတော့နှစ်ချက်ကိုထားခဲ့လို့လူကတော့အိတ်နဲ့အလူရှိမနေပဲနိုဟာစီကိုအပြေးသွားခဲ့တော့တယ်ဒါပေမဲ့လည်းလမ်းမှာရဲမင်းနဲ့တွေ့ကြတာမို့ရဲမင်းကသူစုံစမ်းစရာရှိရဲဆိုပြီးအီတန်ကိုအသင်းတွင်လက်ထိုက်ခတ်တာနဲ့အီတန်လည်းရဲမင်းကိုထိုးလွှတ်လိုက်ပြီးအခုဖြစ်နေတဲ့ကိစ္စတွေကိုအချင်းချင်းပြောပြလိုက်တယ်အဲ့နောက်တော့သူကနိုဟာအန်နယ်ရှိနေတာမို့နိုဟာစီကိုပြေးသွားခဲ့ပါတယ်အဲ့ဒီချိန်တစ်ဖက်မှာလဲနိုဟာကလေစိမ့်အပြင်ဘက်ကိုထွက်ပြေးလာတာမို့အနောက်ကလိုက်တက်တဲ့လူကလည်းကားနဲ့အတင်းတွေလိုက်နေခဲ့တယ် အဲ့လိုကနေဟိုတိုက်ထိတိုက်ဖြစ်ရကနေကားပေါ်မှာအဖမ်းခံထားရတဲ့လူရဲ့လက်ထိတ်ကနဲ့သွားတော့တယ်။နိုဝါကတော့ထပြေးလာရကနေအပြင်ဘက်မှာသူ့စီကိုပြေးလာနေတဲ့အီသန်နဲ့တွေ့ပြီးနှစ်ယောက်သားဆုံကြတော့ပွတ်ဖက်လိုက်ကြတယ်။အဲ့ဒီချိန်လိုက်တက်တဲ့သူကလည်းကားပေါ်ကနေတနတ်တလန့်နဲ့ဆင်းလာပြီးနိုဝါကိုပြစ်ဖို့လှုပ်တာနဲ့အီသန်ကအစာဝင်ခံပေးလိုက်တယ်။ဒါပေမဲ့လည်းဘဒုကုံမှမထီးပဲကားထဲကနေတည်သွားတဲ့အိုးထုံးတဲ့လူရဲ့ချစ်သူကလိုက်တက်တဲ့သူကိုတနတ်နဲ့ပြစ်လိုက်တာမို့အဲ့လူသာတည်သွားခဲ့တော့တယ်။ ဒါနဲ့ဤတန်လဲအိုးထုံးတဲ့လူရဲ့ချစ်သူမှန်တိတာမို့စကားသွားပြောရတာကနေသူ့ရဲ့ချစ်သူဘလို့အခြေအနေရှိလဲမေးတာနဲ့ဤတန်လဲကောင်းခါပြလိုက်တယ်။ဒါကြောင့်အဲ့လူလဲသူတို့ကိုပြောတော့ဒီကိစ္စတွေပြီးသွားရင်ဝါရှင်တန်ဒီစီကနေဒီကိုပြန်လာခိုင်းမယ်ဆိုပြီးခုတော့တေသွားပြီဆိုပြီးဝမ်းနဲ့နေခဲ့တယ်။ဒါနဲ့ဤတန်လဲနယူးယောက်မှာဘူးလားဆိုပြီးမေးလိုက်တော့မှအဲ့လူကလက်မှတ်နှစ်ဆောင်ရှိတဲ့အကြောင်းပြောပြလိုက်တယ်။ဒါပေမဲ့လဲအဲ့ဒီချိန်မှာတော့လေးစိတ်ထဲကလူကဘုံပါတဲ့အိမ်နဲ့အတူလင်းရင်ပေါ်ကိုရောက်သွားခဲ့ပါပြီ။ ဒါပေမဲ့လည်းလက်ကိတ်ထဲတဲ့နေရာမှာထည့်လို့မရအောင်သူ့ရဲ့အိတ်ကကြီးနေတာနဲ့လေးမဲ့တယောက်ကအောက်ကအိတ်တွေထားတဲ့နေရာမှာထားပေးမယ်ဆိုပြီးယူသွားခဲ့တယ်အဲ့ဒီချိန်အီတန်ကလည်းသူမှတ်လာခဲ့တယ်အဲ့ဒီအဲ့ရဲ့ကုန်းနံပါတ်နဲ့ဘယ်လင်းရင်ပေါ်မှာရှိမလဲဆိုတာနိုအာနဲ့အတူရှာခဲ့ကြတယ်အဲ့နောက်လေရင်ထွက်ခွာခွင့်ကိုတားနေတဲ့ရဲမေကိုဘုံသားမြေပေါ်မှာပောက်ကွဲသွားရင်လေစိတ်တစ်ခုလုံးကလူတွေတိမာမလို့လေရင်ထွက်ခွာခွင့်ပေးဖို့နိုအာကသွားပြောတယ်ဘုံဖြုတ်ဖို့ကိုတော့အီတန်ကတခါဖြုတ်ဘူးတာမို့ယုံကြည်ပေးပါလို့ပြောလိုက်တာမို့ရဲမေလည်းလေရင်ကိုထွက်ခွာခွင့်ပေးလိုက်ပါတယ် အဲ့ဒီတဲ့အီတန်ကလေရင်ပေါ်ကကုန်ပစ္စည်းတွေထားတဲ့အခန်းထဲကိုခိုးတက်လာခဲ့တယ်။အဲ့လိုကနေအိတ်တွေကိုလိုက်ရှာကြည့်ပြီးဖဲပွင့်အနီလေးကိုတွေ့တာနဲ့သူလည်းအဲ့ဒီအိတ်ကိုယူလို့အထဲကဘုံကိုစဖြုတ်တော့တယ်။သူဘုံကိုဖြုတ်လိုက်တာနဲ့တပြိုင်တည်းဖုံးတဲ့ဘုံကချိတ်ထားတာမို့လေရင်ပေါ်ရောက်နေတဲ့လူလည်းတိသွားပြီးအိတ်တွေထားတဲ့အောက်ဘက်ကိုဆင်းလာခဲ့တယ်။ဒါနဲ့အီတန်လည်းအိတ်ကိုမာပြီးထွက်ပြေးတာမို့အဲ့လူကလည်းတနတ်နဲ့အီတန်ကိုလှမ်းပစ်လိုက်တယ်။တနတ်တန်ကြောင့်လေရင်မောင်းနေတဲ့လူကခရီးသည်တွေအနေနဲ့ဖြစ်မှဆိုတာနဲ့လေရင်ကိုပြန်ပြီးဆင်းသက်ဖို့လှုပ်လိုက်ကြတယ်။ အဲ့ဒီချိန်လင်းအတွင်းပိုင်းထဲမှာတော့အီတန်ကအဲ့ဒီအိတ်ကိုအလုံခန်းတစ်ခုတည်းထည့်လိုက်တာမို့အဲ့လူလည်းအိတ်ကိုအထဲကနေပြန်ထုတ်ပြီးဘုံကိုစစ်ကြည့်တယ်။ဒါပေမဲ့လည်းအိတ်ထဲမှာဘုံကမရှိတော့တာကိုတွေးလိုက်ရပြီ။အဲ့ဒီချိန်အီတန်ရဲ့လက်ထဲဘုံရောက်နေတာကိုပါမြင်လိုက်ရတော့လန့်သွားခဲ့တယ်။ဒါပေမဲ့လည်းအချိန်ကနောက်ကျသွားပြီးမို့အီတန်ကအဲ့လူကိုအလုံပိတ်ခန်းထဲထည့်ပြီးဘုံကိုပါပစ်ထဲလို့ဓာငွေတွေကိုဖောက်ခွဲပစ်လိုက်ပါတယ်။ဒီလိုနဲ့အလုံခန်းထဲမှာပဲအဲ့လူလည်းဓာငွေဘုံပောက်ကွဲပြီးဓာငွေတွေနဲ့အတူရုံးကန်ရင်တည်သွားခဲ့တယ်။ အဲ့ဒီချိန်မှာပဲလေရင်ကကွက်တီမြေပြင်ကိုပြန်ဆင်းသက်လာတာမို့ရဲတွေလည်းဖြာဝင်ခင်းကြတော့တယ်။ဒါကြောင့်ဒီကိစ္စတွေဖြစ်ပြီးနောက်တစ်နှစ်ခရစ်မတ်မှာတော့သူတို့ကြားမှာဘေဘီလေးတယောက်လည်းရောက်လာခဲ့ပြီးနိုဟာသွားကျင်တဲ့နိုင်ငံစီကိုလေရင်နဲ့သွားဖို့အတွက်လေစိတ်ကိုရောက်လာခဲ့ကြရတယ်။ဒီတစ်ခါမှာတော့အီသန်ကလေရင်ဝင်တဲ့အီသန်မဟုတ်တော့ပဲသူဖြစ်ချင်တဲ့ရဲရရှိတစိမ့်ရထားတယ်။ရဲတင်တဲ့အချိန်အီသန်ဖြစ်နေခဲ့ပါတော့တယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။